ဇလန်အစမှာကလေး၃ယောက်ကသူတို့ကိုတွားလို့မရဘူးလို့တားမြစ်ထားတဲ့ဂိတ်ကိုကြည်နေကြရင်အမကတကယ်လို့အပြင်လောကကိုတော့ထွက်တွားခွင့်ရမယ်ဆိုရင်တကလည်းအုပ်စီးရင်တယ်လို့ပြောနေခဲ့ပြီးနူမန်ကဒီတကကဘာအတွက်ကာထတာလဲလို့စဉ်းစားနေတာကိုတွေ့ရမှာပါဒီလိုနဲ့ပဲသူတို့၃ယောက်ကအတက်စတဲ့နဲ့အရွယ်တို့ရောက်လာခဲ့ကြပါတယ်မိဘမဲ့ဂီဟာမာနေနေတဲ့အမနဲ့အတူကလေးတွေအားလုံးကတာယာနဲ့မနက်ခင်းမှာနိုးထလာခဲ့ကြပြီးခါတိုင်းရက်တွေလိုပဲပျော်ပျော်ရွှင်ရွှင်စော့ကစားမနက်စာစားကြချိန်မှာကလေးတွေကိုအုပ်ထိန်တဲ့အစ္စာဗလာလို့ခေါ်တဲ့မိမိကိုကိုနီဟာဒီနေ့ကအထူးနေ့လေးပဲလို့ပြောနေခဲ့တယ်စာမေးပွဲဖြေတော့နူမန်ရဲ့ းရဲ့အမ်မာတို့တွန်းရောက်အမှတ်ပြရခဲ့ကြပါတယ်နိုမန်ကအញ្ញံအယံကောင်းပြီးရီကလည်းနိုမန်လောက်နီနီညံကောင်းကအမ်မာဆိုလည်းဘာမဆိုတင်ယူလွယ်တဲ့စွမ်းရည်ရှိပြီးနိုမန်နဲ့ရေဒိုနဲ့အယံခင်တဲ့တူပါဒွန်ကတူအမှတ်ပြမရလို့နိုမန်ကိုကျင်းနေပေါ့အစဉ်ပြေးတမ်းမှာအနာယူပြမယ်လို့ပြောပြီးကစားကြတော့နိုမန်ကအမ်မာကလွယ်ပြီးအလုံးကိုဖမ်းမိတွားကအမ်မာကိုတော့သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ကျင်နာမှုကိုအတုံးချပြီးအမ်မာကိုလည်းဖမ်းမိခဲ့ပါတယ်နိုမန်ကနိုင်တွားတာကြောင့်ဒွန်ကဒီတစ်ခါနိုမန်ကပြရတဲ့တူလို့ပြီးကျင်းတဲ့တူတွေအလုံးကိုလိုက်ဖမ်းသူတွေအဖြစ်ကစားကြဖို့ပြောပါတယ်အဲဒါကြောင့်ထက်ကစားကြရင်သူတို့မိမိကအန်ဒီရရှိလို့မတွားချဖို့မှထားတဲ့နေရာကို ကြည့်နေတဲ့နိုမန်ကိုအင်မန်ကမိတွားပြီးတားမြစ်ထားတဲ့နေရာအကြောင်းပြောနေကြချိန်မှာရင်းနေသူကျင်းတဲ့သူတွေအားလုံးရောရောက်လာခဲ့ကြကအချိန်ချိန်မှာသူတို့လည်းအပြင်လောကကိုထွက်တွားခွင့်ရမှာဖြစ်လို့အပြင်လောကရောက်ရင်သူတို့ဘာလို့ရှင်လဲဆိုတာတွေကိုပြောပြကြပြီးညရောက်တော့ကုနီကအပြင်လောကကိုထွက်တွားရမယ့်အချိန်ရောက်လာလို့အားလုံးကိုနှုတ်ဆက်စကားပြောပြီးအစ္စာဗလာနဲ့အတူထွက်တွားရပါပြီ။ခုနှစ်ရက်ရောက်ကျန်နေခဲ့တာကြောင့်ရေကအခုချင်းဆိုမီနိုင်တီးတယ်လို့ပြောလိုက်တော့အမန်နဲ့နိုမန်လည်းတားမြစ်ထားတဲ့နေရာအထိကုနီရဲ့အယုတ်တွားပေးဖို့လှုပ်ရင်ပန်ပွင့်တဲ့အတူကုနီရဲ့အလောင်းကိုတွေးလိုက်ရတော့တယ်။အဲဒါကြောင့်အမန်နဲ့နိုမန်လည်းအရန်ချော့ရတွား ါခဲ့ကြပြီးအတန်ကြလိုက်တာကြောင့်အမန်နဲ့နိုမန်ကားအောက်မှာတွားပုံရပါတယ်မကြခင်မှာပဲမကောင်းဆိုးရွားတွေပေါ်လာပြီးကိုနီးအလောက်ကိုတို့ပြောပါတယ်အရန်အရတာချိမဲ့ပုံမဲ့ကွတကယ်ကိုလူအတားကအကောင်းဆုံးပဲဒီလက်ကွင်းကနေရလာတဲ့လူအတားတွေအားလုံးကတထဲတွေအတွက်အစင်ခံပစ္စည်းတွေအဲမကောင်းဆိုးရွားရဲ့ခေါင်းဆောင်ကလည်းရောက်လာပြီးနောက်ထပ်၆နှစ်အရွယ်ပဲလားဒါဆိုပုံမှန်အရေးတွင်းနေပဲအတားထုံနိုင်မှာဒါပေမဲ့နောက်တစ်ခါကြာရင်တော့အရန်ကောင်းတဲ့အစာတွေထုံနိုင်မှာပဲအစ်ဆာဘလာဒီရန်တော်တဲ့တုံယောက်ကိုနောက်တစ်ခါထုတ်ဖို့ပြင်ထားလိုက်ဒီလိုအစ်ဆာဘလာကိုမာလိုက်ပြီးအနောက်တစ်ခုရတာကြောင့်ကားအောက်ကိုငုတ်ကြည့်လိုက်ပြီးမဲ့ကားအောက်မှာနူမန်နဲ့အမ်မာတို့နှစ်ယောက်အချီကြတော့ပဲထွက်ပြေးတွားကြတာ ကြောင့်မမီလိုက်ပါဘူး။အမန်နဲ့နူမန်လည်းသူတို့တပွားလုံးဒီမှာနေနေခဲ့ရတာကမကောင်းဆူအရရဲ့အစာဖြစ်ဖို့ဆိုတာကိုတီတွားခဲ့ကြပြီးသူတို့ရဲ့မေမေလို့ယူဆထားတဲ့အစာပလာကလည်းအမကောင်းဆူအဘက်မှာဆိုတာကိုတီလိုက်ရတော့အရန်တွေဝမ်းနေပြီးငုံကြွေးပါတော့တယ်။အမကဒီမှာရှိနေတဲ့ကလေးတွေအားလုံးကိုနေလိုပုံစံမျိုးနဲ့တီကြရမှာမလို့အရန်ဝမ်းနေနေတော့နူမန်ကဒီကနေထွက်သွားကြဖို့ပြင်ဆင်ကြတာပေါ့လို့အမကိုပြောနေတာကိုရီကလည်းကြားသွားပါတယ်။နူမန်နဲ့အမကြံနေခဲ့တဲ့ကိုနေရဲ့အယုတ်ကိုအစာပလာကမြင်လိုက်တာကြောင့်အဲရောက်ဒီကိုလာခဲ့တယ်ဆိုတာကိုသတိထားမိခဲ့ပါတယ်။အမကတူမြင်ခဲ့တဲ့မကောင်းဆူအတွေကြောင့်အိမ်မက်ဆိုးတွေမှတ်နေ ခဲ့ပြီးအစ္စဘလာကိုလည်းလန့်နေတာကြောင့်ဟမ်မန်ပြတ်ဖို့နူမန်ကပြောပါတယ်နူမန်နဲ့အမာတို့နှစ်ယောက်ဘာလို့၆နှစ်အထက်အရွယ်တွေကမကောင်းဆိုးအရီကယူတာလဲဆိုတာကိုတွေးကြည့်ကြတော့နူမန်ကအုံတော့အရွယ်အစနဲ့တက်ဆိုင်လို့ပဲဆိုတာကိုအတွေးပေါက်ခဲ့ပြီးနောက်ထပ်ပုခံရမယ့်အရှင်ကအစောဆုံးသလားပဲကြံတော့တာမလို့ညံအကောင်းဆုံးဖြစ်တဲ့နူမန်ရေအမာတို့တွေကတရရောက်ဖြစ်လာနိုင်တာကြောင့်အဲ့ဒီအချိန်မတိုင်းမီဘယ်လိုလွတ်မြောက်အောင်လုပ်ကြမလဲဆိုတာကိုတွေးထားဖို့လိုအပ်လာပါပြီအဲ့ဒါကြောင့်အစ္စဘလာမတွားဖို့မှာထားတဲ့နေရာကိုတွားကြပြီးတော်တော်မြင့်နဲ့နေရန်ကိုတွေးလိုက်ကြကကျိုးနဲ့တကြဖို့အစီအစဉ်ချလိုက်ပါတယ်ကလေးတယောက်ကစော့ကစားရင်တုတုငယ် က်ခြင်းနဲ့လမ်းကွဲတွားတာကြောင့်ငိုယိုပြီးအဆာဗလာကိုလာပြောပြတော့အဆာဗလာကသူ့ရဲ့ခြေရာခံဆက်ကိုထုတ်လိုက်ကပျောက်သွားတဲ့ကလေးကိုအလွယ်တကူပဲပြန်ခေါ်ခဲ့တာကြောင့်နိုမန်နဲ့အမကအဆာဗလာစီမှာခြေရာခံဆက်ရှိနေတဲ့အတွက်လူလွန်နဲ့မလို့မြောက်နိုင်ဘူးဆိုတာကိုတဘောပေါက်ခဲ့ကြပါတယ်အမကသူတို့ကိုအဆာဗလာကရိမ့်မိတွားလောက်ပြီလို့ထင်နေတဲ့အတွက်နိုမန်ကခြေရာခံဆက်ရှိနေပေမဲ့တကူတကကြည့်မှတာသူတို့ရဲ့အလုတ်ချမှုတွေကိုတိနိုင်မှာဖြစ်လို့တားမြစ်ထားတဲ့နေရာကိုတွားခဲ့ကြတယ်ဆိုတာကိုမေးမိလောက်ဘူးလို့နိုမန်ကပြောပြပြီးငါကြီးပြတ်သွားလို့ဒုံကလာခေါ်တာကြောင့်နိုမန်လည်းတွားတဲ့အချိန်အဆာဗလာကမရှင်မလန့်ဖြစ်နေတဲ့အမစီရောက်လာခဲ့ကဘာဖြစ်လို့ လဲအဲမမျက်နှာကဖြူဖက်ဖြူရော်နဲ့ပြောကမှမနဲ့တုန်းကခါတိုင်းလူရွှင်လန်းမနေပါလားအလိုကြီးကြောက်စရာကောင်းတဲ့ပုံစံကြီးနဲ့မေးလာတော့အဲမလဲတနေကြရင်ဒီဂီဟာကိုစွန့်ခွာတွားရမှာမလို့အဲအကြောင်းတွေးရင်ဝမ်းနဲ့နေတာဘာလို့ဟန်ဆောင်ပြီးဖြေးလိုက်ပြီးနောက်ညစာအစင်တစ်ဖြစ်ကြောင်းလာပြောတဲ့အခါနူမန်ကအဲမကိုလာခေါ်ပါတယ်အဲမအစ္စဘလာကမင်းတို့နေရာမနီကကိတ်ကိုတွားခဲ့ဒေးလာလို့မေးတော့နူမန်နဲ့အဲမလဲမတွားခဲ့ဘူးလို့လိန်လိုက်ပြီးအစ္စဘလာကွဲရရောက်သွားတော့အရင်တွေကြောက်နေလို့ဒူးတွေပါချောင်းတွေပါပြီးဇိုဘက်ကင်းကိုအုံပြုတ်ပြီးနယံပေါ်တက်ဖို့အတွက်တိတ်ခေါင်းပေါက်ထဲမှာဖွက်ထားကြကဒီကိစားတွေနဲ့ပတ်သက်ပြီးတင်ငင်းနဲ့ရေကိုပြောပြကြဖို့ကြံနေကြချိန် မှာပဲသူတို့ကိုချောင်းနေတဲ့ရေကခြုံလေးကနေထွက်ချလာပါတော့တယ်။ Yo, နောက်တော့ရေကိုအကြောင်းဆုံးရှင်းပြလိုက်တဲ့အခါရေကသူတို့ပဲထွက်ပြေးကြမယ်လို့ပြောပြီးကျန်တဲ့ကလေးတွေကိုပါခေါ်တွားမယ်ဆိုရင်နယံပြင်ဘက်မှာဘာရီရှိနေဒေးလဲဆိုတာမသိလို့အာလုံးတီကုံလိုက်မယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းအင်မာကတော့ကိုနီလိုမျိုးနောက်ထပ်ဘဒုကူမှမဖြစ်စေချင်ဘူးဒါကြောင့်အာလုံးနဲ့တူလွတ်မြောက်အောင်ပြေးမယ်လို့ခေါမစွာနဲ့ပဲပြန်ဖြေတယ်အဲဒါကြောင့်ရေကအင်မာကိုတားဖို့နိုမန်ကိုပြောပေးမယ်လေနိုမန်ကတော့အဲ့ဒီညကအင်မာငိုနေခဲ့တယ်အစကတော့သူကြောက်လို့ငိုတယ်ထင်နေခဲ့တာဒါပေမဲ့အဲ့လိုမဟုတ်ခဲ့ဘူးငါကကူတီရမကိုကြောက်နေတာဒါပေမဲ့အင်မာကသူ့ရဲ့မိသားစုတီမာကိုကြောက်လို့ငိုနေခဲ့တာအန်အော်ဖို့ကောင်းတယ်နော်ဒီလိုအရှင်နေမျိုးမှာတခြားလူတွေက ုကဲဖို့တွေးနေနိုင်တာအဲ့ဒါကြောင့်တွေ့ရကျင်တဲ့စိတ်ကိုငါလည်းမတားနိုင်ဘူးလို့ဆိုပါတယ်အဲ့ဒါကြောင့်ရေးလည်းမတက်နိုင်တော့ပါဘူးဂီဟာကကလေးတွေကိုအကူထိမှုစစ်စတာကရုံးကရောက်လာခဲ့ပြီးကာရော့ဆိုတဲ့ကလေးလည်းအတက်ရောက်လာခဲ့ပါတယ်အစ်ဆာဘလာကကလေးတွေကိုစောင့်ကြည့်လို့ကောင်းတဲ့အထူးနေရာကြီးမှာကရုံးကိုနေရာချပေးလိုက်တဲ့အတွက်အမာတို့အတွက်အနောက်ချက်ဖြစ်စေနေပါပြီခြေရာခန်းဆက်ကသူတို့ကိုရဲ့ဘယ်နေရာမှာလဲဆိုတာလိုက်ရှာကြည့်ကြပေမဲ့မတွေ့တာကြောင့်ထပ်စင်စားကြည့်ကြတော့ခူမာအတက်ရောက်လာတဲ့ကာရော့စီမှာချီလောက်တယ်ဆိုတာကိုမတွေ့ပေါက်ခဲ့ကြပါတယ်အစ်ဆာဘလာကကရုံးကိုခီးဝါကိုလာတွားတဲ့ကလေးတွေချီကြောင်းအဲ့ဒီကလေးတွေကအကြီးဆုံးက လေးနှစ်ယောက်ဆိုတာကိုရိပ်မိထားတဲ့အကြောင်းပြောပြပြီးစောင့်ကြည့်ဖို့မှာပါတယ်အစ္စဘလာထွက်သွားပြီးနောက်ဒရုန်ကသူ့ရဲ့အယုတ်လေးနဲ့လူဝဆက်ကိုတိတွားတဲ့ကလေးတွေကဘဒူဆိုတာကိုရအောင်ဖော်ထုတ်ပြီးအထက်ကိုတင်ပြအစ္စဘလာကိုအလုတ်ထုတ်အောင်လှုပ်ကားသူကတော့ဒီဂီဟာရဲ့မိမိဖြစ်လာရမယ်လို့ပြောနေခဲ့ပါတယ်ဒရုန်ကကလေးတွေနဲ့ပျော်ရွှင်အောင်နေပြီးနိုမန်တို့ကိုစောင့်ကြည့်နေတယ်ဆိုတာကိုနိုမန်တို့ကသတိထားမိခဲ့ပြီးအဲ့လိုစောင့်ကြည့်ဖို့မှာထားတဲ့သူကအစ္စဘလာဆိုတာကိုလည်းရင်မိခဲ့ကြပါတယ်အမကအတက်ရောက်လာတဲ့ကလေးကူမှာခြေရာကန်းဆက်ဘင်းနားမများရှိတယ်လဲဆိုတာကိုလိုက်ရှာကြည့်တော့ဂေရာကနားနောက်ကတံရကိုတွေးလိုက်ပြီးဘာကြီးလဲလို့အမကိုမေးလိုက်တယ်အမကလည်းဒါကရုပ်က ါစစ်ဖို့တွေးယူထားတဲ့ဒဏ်ရာလို့အရင်တုန်းကမေမေပြောဘူးတယ်အဲ့လိုပဲဒေတာကိုပြောလိုက်ပြီမဲ့အမကတော့နားနောက်ကဒဏ်ရာကချီယာခံဆက်ဆူတာကိုတွေးတောင်းမိခဲ့ပါတယ်အစ်စာဘလာစီကိုအထက်ကဖုန်းခေါ်လာပြီးအစ်စာဘလာကိုဒီလိုပြောပါတယ်အစ်စာဘလာကိုတွန်းကောင်ကိုစီစဉ်ထားတဲ့အတိုင်းထုတ်နိုင်မယ်မလားနားထောင်အစ်စာဘလာဒီနေ့အတွင်းမှာအခြားအပြင်တွေရဲ့ရုပ်တိမ်းမှုရလကအတော်မကောင်းဘူး Tiffany ကိုစက်တနိုင်မဲ့အကောင်းဆုံးထုတ်ကောင်ကိုထုတ်နိုင်မှာကအမင်းရဲ့အပြင်တစ်ခုပဲရှိတာဒီလိုပြောလာတော့အစ်စာဘလာကလည်းနားလဲပါတယ်အလုံးအစင်ပြေပါတယ်ဒီကလေးပဲဖြစ်ဖြစ်အရှိန်မွေးရနိုင်ပါတယ်အမကချီယာခံဆက်ရဲ့တီနီယာကနားနောက်မှာဆူတာကိုနိုမန်နဲ့ရေကိုပြောပြပြီးနောက်နောက်တစ်ဆင့်အဲ့ဒီချီယာခံဆက်ကိုဖျက်ဆီး ီးဖို့အတွက်ငါကိုတာဝန်လွှဲထားလိုက်လို့ရေကပြောပါတယ်ကလေးတွေအားလုံးကိုလည်းဒီကီဟာကနေခေါ်ထုတ်သွားခြင်းပေမဲ့ကလေးတွေကအားနေတဲ့အတွက်အားလုံးကိုကစားတယ်လို့နဲ့ဘယ်လိုလွတ်လန်းရှာရမယ်ဆိုတာတွေစဉ်းစားပုံစဉ်းစားနည်းတွေကိုအလေးချင်းဖြစ်အောင်တင်ပြကြပါတော့တယ်ကစားတယ်လို့နဲ့တင်ပြပြီးနောက်ကရုံကသူနဲ့လည်းပြင်းတဲ့လိုက်တဲ့ကစားဖို့ပြောတော့ပြန်ကစားကြတဲ့အခါကရုံကကလေးတွေကိုအလွယ်တကူပဲဖမ်းနိုင်ခဲ့ပြီးကလေးတွေနဲ့အတူပြေးနေတဲ့အမကိုလိုက်ရှာနေရင်ဒီလောက်နဲ့အရှုံးပေးပြီးထွက်လာလိုက်တော့စိုးရတာမျိုးမလုပ်ပါဘူးနားထောင်အမနေအင်းနေတုန်းကရိတ်တိန်တာကိုမြင်လိုက်တယ်မလားငါကနေဘက်ကနော်ဒီလိုပြောပြီးနောက်အမကိုရှာတွေ့သွားပြီးပြည်တန်လိုက်တန်းမှမိသွားခဲ့တော့တယ် နိုမန်နဲ့ရေတို့ပဲကြံတော့တာကြောင့်လိုက်ဖမ်းပေးမယ်မမိတွားခဲ့ပဲအချိန်ပြည့်တွားတာကြောင့်ကရုံကခြုံတွားခဲ့ပြီးဒီဝက်ဆက်ကိုတီတွားတဲ့လူတွေကနိုမန်ရေအမအပြင်ဂီတာကူပါသတိထားမိလာပါပြီအစ္စဗလာနဲ့ကရုံတို့ကဘာမှလုပ်မနေပဲသူတို့ရဲ့အကြောင်းကိုသိနေတယ်လို့ဖြစ်နေတာကြောင့်ရေကကလေးတွေထဲကတယောက်ဟာငါတို့အကြောင်းကိုပြောပြနေလို့ပဲလို့ပြောလာပါတယ်အစ္စဗလာကကရုံကိုလူဝက်ဆက်ကိုတီတွားတဲ့ကလေးတွေကိုဆက်မရှာခိုင်းတော့ပဲသူရဲ့နေရုပ်အဖြစ်ပဲနေဖို့အလူတာလေးလေးမမာတာနေရင်မိမိတယောက်ဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့အကြောင်းပြောတော့ကရုံလည်းအခန်းထဲမှာဒေါကန်နေပြီးအစ္စဗလာရဲ့အာနေချက်ဖြစ်တဲ့လူဝက်ဆက်ပေါက်ကြမှုကိုအထက်ကိုတင်ပြကရာထူး ကြအောင်လှုပ်ပြီးသူကတော့မေမေဖြစ်အောင်လှုပ်ပြမယ်လို့ကြံစီနေပြန်ပါပြီ။နော်မန်ကကလေးတွေကိုလိကျင့်ပေးဖို့အတွက်ဒွန်းနဲ့ဂေတာကိုဒီအကြောင်းတွေကိုပြောပြကြရအောင်လို့ပြောတော့ရေကတကယ်လို့အဲ့ဒီနှစ်ယောက်လုံးကအစ္စဘလာရဲ့အကြံပေးတွေဖြစ်နေရင်ဘလို့လှုပ်မလဲလို့ပြန်ပြောတယ်။နော်မန်ကလည်းကိစ္စမရှိပါဘူး။တရင်ပေးကိုဖော်ထုတ်တာနဲ့နှစ်ယောက်ကိုခေါ်ထဲတာကိစ္စနှလုံးကိုတပြိုင်နက်လှုပ်လို့ရတယ်။ထောင်ချောက်တောင်းစင်ထားပြီးပြီလို့ဆိုတယ်။နောက်တော့ကလေးတွေကိုတကယ်လက်တွေထွက်ပြေးနေရတယ်လို့မျိုးပုံစံနဲ့တင်ပေးကြပြန်ပါတယ်။တင်ပေးကြပြီးနောက်ရေကခြေရာခံစက်ကိုဖြက်စီးဖို့အချိန်က၁၀ရက်လောက်လိုသေးတယ်ဆိုတဲ့အကြောင်းပြောလာတော့နော်မန်က၁၀ရက်အတွင်းပြင်ဆင် ထားဖို့ထွက်ပြေးမယ့်နေ့ကနောက်၁၀ရက်နေရင်၁၇လပိုင်း၈ရက်နေ့မှာပဲလို့ပြောလာပါတယ်နောက်ထပ်ကုံပူပူကတလခွဲလောက်ကြံနေသေးတယ်ဆိုပေမဲ့နိုမန်ကအစ္စဘလာကိုကွက်ကျော်ရိုက်ပြီးမြန်မြန်ထွက်ပြေးဖို့စီစဉ်နေတာပါဒီနေ့ညမှာပဲဒွန်နက်ဂေတာကိုအကြောင်းစံကိုပြောပြလိုက်ပြီးမဲ့ဒွန်ကတော့ယုံကြည်မနေလို့တက်တင်နေတကွ၆နှစ်ပြည့်ပြီးသားကလေးတွေနဲ့အမတ်အနေဆုံးအစင်းလိုက်မွေးစားခံထားရတဲ့အမတ်တန်းကိုပြလိုက်တော့မှဒွန်တို့လည်းယုံကြည်သွားကြပါတော့တယ်ဒါပေမဲ့နိုမန်ကမွေးစားဖို့ခေါ်ချင်းခံရတဲ့ကလေးတွေကအေးတွားတယ်ဆိုတာကိုတော့မပြောပြခဲ့ပါဘူးဂေတာကညရောက်တဲ့အခါကလုံးရဲ့အခန်းစီတွားနေတာကိုအမတ်ကလိုက်ချောင်းရင်းနားထောင်ကြည့်တော့ ရုံကဂေတာကိုစီယုံနေပြီးဂေတာကဒီအကြောင်းနဲ့ပတ်သက်ပြီးဘာမှမသိကြောင်းပြောလိုက်တော့အမန်လဲသတင်းပေးဖို့သူကဂေတာမဟုတ်ဘူးဆိုတာကိုသိရှိသွားခဲ့တယ်။ကရုံကတော့အစ္စဘလာကိုဆွဲချဖို့အစီအစဉ်မှာဂေတာကိုစီယုံလို့မရလို့ဒေါ်ရီကန်နေပါပြီ။အမန်ကမုံနှမတွေထဲမှာတစ္ဆာဖောက်နေတဲ့သူကိုမရှိလောက်ဘူးလို့ယုံကြည်ထားပေမဲ့နိုမန်ကတော့အဲ့ဒီသတင်းပေးကရီဆိုတာကိုသိရှိသွားပါတော့တယ်။နိုမန်ကရီကိုဘယ်အချိန်ကတည်းကအစ္စဘလာရဲ့စပိုင်ဖြစ်နေတာလဲလို့မေးတော့ဟိုအရင်ကတည်းကဘယ်လိုပြန်ဖြေခဲ့တယ်။အဲ့ဒါကြောင့်နိုမန်ကငငယ်ကတည်းကဆိုတော့အတူတူကြီးပြင်းခဲ့တဲ့တက်တန်တစ်ချောင်းအကုန်လုံးအလင်းညာတွေပဲကြီးလာလို့တောင်းထင်လိုက်ပါသေးတယ်။ငါရီကို ယုံကြည်ခြင်းနဲ့ရန်သူမဖြစ်ခင်ကတငွေချင်းတွေဖြစ်ခဲ့တာပဲကိုနောက်ပြီးယုံအယုတ်ကိုဖွက်ထားပြီးခဲ့တာလဲမင်းပဲမလားဂိပတ်ကိုတွားခဲ့တဲ့အနေတုန်းကရေဒါအချိန်မမီတော့ဘူးလို့ပြောခဲ့ရင်ငါတို့တွေလည်းတွားဖြစ်ခဲ့မှာမဟုတ်ဘူးရေကငါတို့ကိုဒီဂေဟာရဲ့အမန်တရားကိုကိုတိုင်သိအောင်လမ်းပြပေးလိုက်တာပဲငါတို့တို့ရေကဒီထွက်ပြေးမဲ့အစီအစဉ်ကိုဖော်ပြနေတာမလားရေကဘာလို့မင်းမရဲ့တိစာချီခွေလို့ရတာလဲအစ္စဘလာရဲ့တိစာချီခွေအစ်စ်မန်တာဆိုရင်ငါတို့ကိုအမန်တရားတိဖို့လမ်းတော်ပြခဲ့မှာမဟုတ်ဘူးရေကငါတို့ကိုချုပ်ကိုင်းနေတာခြေရာခံဆက်တွေထွက်ပြေးဖို့အန်နာကိုက်ရှင်အထူးတပြည့်အစီအစဉ်ရဲ့တူတန်မှုတွေဒါကြောင့်ဆေးရတွင်ထွက်ပြေးဖို့အရေးကိုပြပြထထန်ဆန့်ကျင် နေတာဒါပေမဲ့အဲ့ဒါကမိမိကိုလည်းရှုပ်ကန်ထားရကြမနေဘူးလားတကယ်ပဲရေကရန်သူမဟုတ်ဘဲကိုဒီလိုနိုမန်ကပြောတော့ရေကလည်းသူကလူဝက်ချက်ကိုတီးပြီးကတဲ့ကဒီကိုယ်တိုင်အစ္စဘလာရဲ့စပိုင်ဖြစ်ရှင်လို့တွားတောင်းဆိုထားတဲ့အကြောင်းစပိုင်လုတ်ပေးတဲ့အနေနဲ့တော်တော်မရဆုလက်အနေငယ်ကိုရေကယူချောင်းပြီးတော့အပြန်အလှန်အနေနဲ့ဒီဟာကနေပြီးထုတ်ခံရဖို့အချိန်ကိုဆွေးဆန့်ထားစဉ်ကြောင်းတွေပြောပြလိုက်ပြီးအချိန်ကြာလာတာနဲ့တပြိုင်နက်ရေကလည်းအထုတ်ခံရမှာဖြစ်လို့ထွက်ပြေးဖို့နီလန်းတွေကိုအစကတည်းကစုံစမ်းထားကဒီကြောင်းတွေကိုတည်စီခြင်းနဲ့အမန်နဲ့နူမန်တို့နှစ်ယောက်ကိုဒီကိုယ်တိုင်ကိဝတ်ကိုမတည်တယ်လို့နဲ့ပို့လိုက်ကြောင်းတွေကိုပြောပြပါရဲနောက်ပြီးအစ္စာပ ဘလာရဲ့ဘက်မှာရှိတယ်လို့နဲ့အစ္စဘလာကိုဂျင်းထဲလို့ရလို့နိုမန်တို့အတွက်အဆင်ပြေကြောင်းတွေကိုလည်းပြောပြလိုက်ပါသေးတယ်။စကားပြောလို့ပြီးတော့ရေကအစ္စဘလာစီလာခဲ့ပြီးကရုံကိုဘာလို့ခေါ်လိုက်တာလဲ၆နှစ်လုံးစပိုင်လုတ်ခဲ့တာကိုမယုံကြည်တော့တာလားဒီလိုပြောလိုက်တော့အစ္စဘလာကလည်းကိုနကောင်ကိုဂိဝါကိုမတွားဖို့တားခဲ့နိုင်ရင်ဒီလိုဖြစ်စရာအကြောင်းမရှိဘူးလို့ပြန်ပြောတော့ရေလည်းသတိမထားမိလိုက်လို့တောင်းပန်တယ်လို့ပြောလိုက်ရပါတော့တယ်။နိုမန်လည်းအိမ်မက်ဆိုးရိမ်မှတ်နေခဲ့ပြီးနူလာတော့အင်မာကိုရေကအစ္စဘလာရဲ့စပိုင်ဖြစ်ကြောင်းဒါပေမဲ့ရေကသူ့တို့ဘက်ကဆူတာကိုပြောလိုက်ပါတော့တယ်။သူတို့တွုံးရောက်တဲ့ဆွေးနွေးနေလို့ဒိုနက်ဂီတာတို့ကမကြီးနဲ့တောင်ဖြစ်နေကြပါပြီ။အင်မာနဲ့ဂီတာတို့နှစ်ယောက် ုစမ်းထားကြတဲ့အစ္စဘလာကညာရှင်နာကြီးဆိုရင်ဘေနီယာကိုရောက်လို့ရောက်သွားမှန်းတောင်မတီးလို့တေချာပေါ့လိုဝက်ခန်းရှိရမယ်လို့ဆိုတယ်ရေကလည်းအစ္စဘလာကဒီဂီဟာမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုအထက်တုတ်တင်ပြပေးတဲ့လိုဝက်ခန်းဖြစ်နိုင်ခြေရှိတယ်လို့ပြောလိုက်တာကြောင့်ချက်ချင်းကြီးတွားမချဘူးပြောပြီးမဲ့ဒိုနက်ဂီတာတို့နှစ်ယောက်ကအစ္စဘလာရဲ့အကြောင်းတွေကိုတီချင်နေပြီးဖြစ်တဲ့အတွက်အစ္စဘလာရဲ့အခန်းထဲတွားပြီးစာအုပ်စင်ကိုဘေးတို့တွန်းကြည့်လိုက်တော့တကားတစ်ပောက်ကိုတွေ့လိုက်ရပါတော့တယ်တကားအဖွင့်ဖို့တော့လို့တာကြောင့်အစ္စဘလာစီကတော့ကိုဒုံကခိုးတွားပြီးဖွင့်ကြည့်လိုက်ကြတော့အထင်မှဆက်တွေ့ရေးပစ္စည်းတွေနဲ့ကိုနေရဲ့အယုတ်ပြင်တခြားတော့ကလေးတွေရဲ့အယုတ်တွေကိုလည်းတွေ့လိုက်ရတဲ့အတွက် ဲ့ခုနေ့ကတီတွားတယ်ဆိုတော့ကိုမပြောထားတဲ့နိုမန်တို့ကသူတို့ဘောတခုခုဖုံးကွယ်ထားကြောင်းတန်တရာဝင်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကုနီကီဟာကထွက်သွားချိန်တုန်းကကုနီရဲ့အယုတ်ကိုနိုမန်နဲ့အေမာကတွားပေးခဲ့ပြီးပြီလို့တီထားတဲ့အတွက်ဖြစ်တယ်။ဖျိုးဆိုတဲ့ကလေးကြောင့်တီတွားခဲ့ရတဲ့ဝီလျံမီနာဘတ်ဆိုတဲ့ဆောက်ကသူတို့ကိုတဲလွန်စားရပေးပြီးကူညီနေတယ်လို့ခံစားရတဲ့အတွက်အေမာကနိုမန်နဲ့ရေကိုပြလိုက်တော့အပြင်လောကမှာလူသားအုပ်စုနေနေကြတယ်လို့မျှော်လင့်ချက်လေးရတွားခဲ့ကြပါတယ်။ကုနီအချောင်းကိုတီတွားပြီလို့တန်တရာဝင်သွားတဲ့ဒွန်နဲ့ဂီတာကနိုမန်တို့ကိုမဖုံးကွယ်ထားပဲအမှန်တိုင်းပြောခိုင်းတော့နိုမန်တို့လည်းအမှန်တိုင်းကုနီကတီတွားပြီဖြစ်ကြောင်းသူတို့ မာနေနေရတာကတီဘူးအတွက်ကိုထိုင်ဆောင်နေကြတာနဲ့အတူတူဖြစ်ကြောင်းပြီးတော့ဂီဟာကနေထွက်တွားတဲ့ကလေးတွေအားလုံးကမွေးစားဖို့မဟုတ်ပဲမကောင်းဆိုးရွားတွေရဲ့ဆက်တော့ဖို့အတွက်ပဲလို့ပြောပြလိုက်ရပါတော့တယ်အမဒွန်းနဲ့ဂီတာတို့နှစ်ယောက်လည်းအရန်ချော့ရတွားပြီးငိုကြရင်ဒွန်းကသူတို့ကိုဘာလို့အစကတည်းကအမှန်တိုင်းမပြောခဲ့တာလဲဆိုပြီးသူတို့ကအထီးအဖွဲထဲမှာအတုံးမွင်လို့လားလို့ပြောကနိုမန်ရောရေကိုပါလက်သီးနဲ့ထိုးရှာပလိုက်တော့တယ် Stop! ောက်တော့အင်မာနဲ့သူနိုမန်ပြီးတော့ရီဒူကလည်းဒွန်းနဲ့ဂီတာတို့ကိုလာတောင်းပန်ပါတယ်ဒွန်းကလည်းစိတ်လိုက်မန်ပါလှုပ်လိုက်ပြီလို့ပြန်တောင်းပန်ပြီးဂျီအေးတွားကြကနောက်ထပ်အလုပ်သူတွေဆက်လုပ်ဖို့လုပ်ပါတော့တယ်ရီကာနိုမန်နဲ့အင်မာတို့နှစ်ယောက်ကိုအတက်ဆက်နှစ်အထိအတက်ဆက်ချင်းစီချင်တာကြောင့်အင်မတာမီမထုတ်ပါနဲ့လို့ပြောနေခဲ့ပြီးအစ္စဘလာကဟူနီညာကဆက်တွေ့လာတဲ့အထမ်းမေးဟာဆနနှစ်ပြီတော့မဲ့ရီအလက်ရောက်လာတော့မယ်ဆိုတာကိုပြောနေခဲ့ပါတယ်နယံပေါ်တက်ပြီးအပြင်ဘက်ကိုစုံစမ်းဖို့အတွက်အစ္စဘလာကိုရီကာအချင်းဆွဲထားပေးပေမဲ့ကရုံကတက်ပြီးနောက်ကနေမျက်နှာဇူးနဲ့အင်မာတို့အဖွဲ့စီရောက်ရှိလို့လာခဲ့ပါတယ်ကရုံကသူနဲ့ပူပန်ဖို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့ကရုံ ကဒီဂီယာရဲ့မေမေဖြစ်ရှင်နေလို့ဖြစ်ပြီးအစ္စာဘလာကိုယာတုကနေဆွဲချခြင်းနေတာကြောင့်နိုမန်တို့ကိုဒီဂီယာကနေထွက်ပြေးနိုင်ဖို့အကြံဉာဏ်ပေးခြင်းနေလို့ပဲဖြစ်တယ်။ကရုံအနေနဲ့ပူပေါ်မှုကိုတစ္ဆာဖော်ဖို့ကလုံးလုံးမရပါဘူး။ဘာကြောင့်လဲဆိုတော့ရေဒါကရုံအကြောင်းပြပြလိုက်ရင်ကရုံဒုက္ခရောက်မှာဖြစ်ပြီးကရုံကလည်းရေအကြောင်းအစ္စာဘလာကိုပြန်ရှင်လိုက်မယ်ဆိုရင်ရေလည်းဒုက္ခရောက်တော့မှာဖြစ်လို့ရေရောကရုံပါခွေးဖြစ်မှာမလို့ပါ။ရေရဲ့အခုဒီချိန်စပိုင်လို့လို့ရတဲ့ဆုလက်ကင်မရာကိုယူပြီးနောက်ထပ်တာဝန်ကိုနိလစာစားပြီးမှလုပ်မယ်လို့ပြောပြီးထွက်လာခဲ့ပါတယ်။ပြီးတော့နယံပေါ်တက်ပြီးပပလက်ကိုထောက်လန်းဖို့အေမာနဲ့နိုမန်ကိုတာဝန်ပေးလိုက်ကနိလစာစားကြည့်မှအစ္စာဘ လာကိုအချိန်ဆွဲမဲ့ရေကအဆင်ပြေမပြေအချက်ပြမကိုတီးစေဖို့ဒွန်းနဲ့ဂီတာတို့နှစ်ယောက်ကိုဂေဟာရဲ့ဒုတိယထက်တောင်မတ်ပဒင်းပေါက်မှာနေဖို့အစီအစဉ်ချပေးပါတယ်ရုတ်တရက်ကြီးကရုံကိုအထက်ကနမတ်လေးအပင်မှာမေမေအဖြစ်ခန်းလိုက်ပါတယ်ဆိုတော့ကိုအစ္စဘလာကလာပြောတော့ကရုံလည်းတော်တော်အံ့ဩတွားခဲ့ရပါတော့တယ်အဲဒါကြောင့်နူမန်တို့ကိုလှုပ်ပေးပြီးအစ္စဘလာကိုရာထူးကြအောင်လှုပ်ဖို့အကြံစီကပြတ်သွားခဲ့ရပါပြီဒါပေမဲ့လည်းကရုံကတော့တူအထက်ကသူကိုလူဝှက်ချက်အကြောင်းတီးထားတဲ့ကလေးတွေချီကြောင်းအဲဒါကအစ္စဘလာရဲ့ပေါ်ရမှုဖြစ်ကြောင်းခြုံလိုက်တော့အထက်ကသူကအစ္စဘလာကိုအပြစ်မမြင်ပဲကရုံကိုကြအတုံးမလို့တော့ဘူးလို့ပြောပြီးအပြက်ရှင်းပလိုက်ပါတော့တယ် ね。<laughs> ။နိုမန်တို့ကနယံပေါ်တက်ပြီးအပြင်ဘက်ခြမ်းကိုထောက်လန်းဖို့အတွက်ရေကိုအချင်းဆွဲခိုင်းထားကဒိုနက်ဂီတာတို့နှစ်ယောက်ကတကယ်လို့အစ္စာဘလာကိုတာရေကအရှိမဆွဲနိုင်ဘူးဆိုရင်ရေအချက်ပြတာကိုလမ်းကြည့်ပြီးနိုမန်နဲ့အမနယံပေါ်တက်ထောက်လန်းတာကိုရက်ခိုင်းဖို့စီစဉ်ကြပါလေ။ရေကအစ္စာဘလာကိုအချင်းဆွဲဖို့လို့တော့အစ္စာဘလာကကရုံးကိုအတုံးမလို့တော့တာကြောင့်အပြက်ရှင်းလိုက်ပြီးဖြစ်ကြောင်းပြောတယ်။အဲဒါကြောင့်ရေလည်းတော်တော်လန့်သွားပြီးကရုံးခန့်နဲ့တွားကြည့်တော့ကရုံးမရှိတော့တာကိုတွေးလိုက်ရင်အစ္စာဘလာကရေကိုလည်းအတုံးမလို့တော့ကြောင်းပြောတယ်။နောက်တော့အခန်းထဲမှာရေကိုတုတ်ခတ်ထားလိုက်ပြီးအစ္စာဘလာကခြေရာခံစက်ကိုကြည့်လိုက်တော့ပုံမှန်ကလေးတွေထက်မြန်နေတဲ့ဒုနီယောက်ကအ င်မာနဲ့နူမန်ဆိုတာတိလာကြောင်းသူတို့စီတွဲပါတော့တယ်ဒွန်နဲ့ဂေတာတို့နှစ်ယောက်လည်းအစ္စဘလကပဲထွက်လာပြီးရေကာကြအချက်ပြမလာလို့တခုခုမာနေပြီဆိုတာကိုတိလိုက်ရတယ်မတင်ကားလို့ဂေဟာတဲ့ဝင်ကြီးလိုက်တဲ့အခါရေကာတုတ်ခက်ခံထားရတာကိုတိလိုက်ရပါတယ်အဲဒါကြောင့်ရေကိုလွတ်ပေးဖို့ဒွန်ကတကားကိုစောင့်တွန်းလိုက်ပြီးလွတ်ပေးလိုက်ကအစ္စဘလကိုတွားတားဖို့လုပ်ကြပါတော့တယ်အင်မာနဲ့နူမန်နယံပေါ်တက်ဖို့ပြင်ဆင်နေချိန်မှာပဲအစ္စဘလကရောက်ချလာခဲ့ပြီးနူမန်တို့ရဲ့အကြံစီကိုတိကျောင်းနဲ့ပြီးတော့ဒီဂေဟာကနေထွက်ပြေးတာကမဖြစ်နိုင်လို့လက်လျှော့လိုက်ဖို့အစ္စဘလကပြောပါတယ်ဒါပေမဲ့လည်းအင်မာကအစ္စဘလကိုထိန်းထားမယ်လို့ပြောပြီးနူမန်ကို နေံပေါ်တက်ဖို့ပြောတယ်အဲ့မှာအစာဗလာကသူ့ကိုဖတ်ထားတဲ့အမရဲ့ရှိတော့ကိုရိုက်ရှိုးရှာပလိုက်တော့တယ် နောက်တော့နိုမန်ကိုမနှက်ဖြန်ထုတ်တော့မယ်ဆိုတာကိုပါပြောလိုက်တော့ပူပူပြီးတော့တောင်းစစ်တီးကြိုက်တွားကြရပါတော့လေနိုမန်ကလည်းမနှက်ဖြန်ထုတ်ခံရတော့မှဖြစ်ပြီးထွက်ပြေးမဲ့ကျူးကိုလည်းယူတွားကအိမ်မာကလည်းခြေတော့ပြန်ကောင်းဖို့ဆိုရင်နောက်တလားနလားလောက်ကြောက်အောင်မလို့အခက်တွေ့နေကြရပါပြီနိုမန်ကမနှက်ဖြန်ထုတ်ခံရတော့မှမလို့အိမ်မာနဲ့ရေကသူတယောက်တည်းလောက်အောင်ပြေးဖို့ပြောပြီးမဲ့လဲနိုမန်ကမပြေးနိုင်ဘူးလို့ဆိုတယ်ဘာကြောင့်လဲဆိုတော့သူထွက်ပြေးတော့ပြီးနောက်ပိုင်းမှာနိုမန်အစားတို့ညံကောင်းတဲ့အိမ်မာတို့မဟုတ်ရေတို့တွေကတယောက်ယောက်ဖြစ်မှဆိုလို့ပါအိမ်မာကတူကူကအစားမထုတ်နိုင်ကြောင်ပြောပါတယ်ဘာလို့လဲဆိုတော့မကောင်းစွာရီပြောခဲ့တာကအထူးကုံမလို့ပြောထားတဲ့အတွက်ဒိုကီ ားဖြစ်နေတဲ့အမရှိတော့ကြောင့်မလို့ပဲဖြစ်တယ်။အဲဒါကြောင့်နိုမန်ပြီးတော့ပြီးနောက်ပိုင်းမှာရေရဲ့ရှိတော့ကိုရိုက်ချိုးလိုက်ရင်အစာမထိုးခံရတော့ဘူးလို့ပြောတော့နိုမန်လည်းထွက်ပြေးမယ်လို့ပြောလိုက်ရတော့တယ်။နောက်တော့ရေကထွက်ပြေးဖို့ကြိုးကူကဒွန်နဲ့ဂေတာတို့နဲ့ရောက်လုံနေပြီဖြစ်ကြောင်းပြောပြီးမနေ့ပြန်ထွက်ပြေးဖို့ချီယာခန်ဆက်ပိတ်တဲ့စက်ကူပါပေးလိုက်ပါတယ်။နောက်နေရောက်တော့နိုမန်ကိုအလုံးကလွတ်သွားပြီလို့ထင်လိုက်ပေမဲ့နိုမန်ကဂီယာကိုပဲပြန်ရောက်ရှိလာခဲ့ပါတော့တယ်။ဘာကြောင့်နိုမန်ကိုမပြေးခဲ့ရတာလဲလို့ပြောတော့နိုမန်ကငါတခုခုအမားလို့လိုက်ရင်တယောက်ယောက်ငါအစာထိုးဖြစ်သွားမှာစိုးရိမ်တယ်လို့ပြောပြီးနေရန်အပြင်ဘက်မှာကြောက်ချီကြောင်ပြောလိုက်ကတူချာခဲ့တဲ့တရားကနေထွက်ပြေးလို့ရကြောင်ဒါ ါပေမဲ့အစ်မကလုံခြုံရေးရဲ့အခြေချောင်းကိုလည်းပြောလိုက်တယ်ပြီးတော့ခြေရာခံစက်ကိုလည်းပြန်ပေးလိုက်ပြီးနောက်တင်ငယ်ချင်း၃ယောက်မြေတွင်နဲ့ဖက်ထားကြပါတော့တယ်နိုမန်ကသူ့ရဲ့အမတ်တရားငယ်ဘဝကိုပြန်စင်းစားပြီးနောက်ဂီဟာကလည်းထွက်သွားမယ်စစ်စစ်မှာအလုံးကိုနှုတ်ဆက်နေရင်အစ်မကနိုမန်ကိုပြေးဖက်လိုက်ကခြေရာခံစက်ကိုပိတ်လိုက်မှမလို့မြန်မြန်ထွက်ပြေးဖို့ပြန်ပြောပေးမယ်လဲနိုမန်ကတော့လက်မခံခဲ့ပြန်ပါဘူးနောက်တော့နိုမန်ကအရင်ဝမ်းနေနေတဲ့အစ်မကိုနှုတ်ဆက်စကားဒီလိုပြောပါတယ်အစ်မကျေးဇူးတင်ပါတယ်လင်းခဲ့ပြီလို့တောင်းပန်ပါတယ်နောက်ထပ်တရားမရစီနေတော့နော်ပြီးတော့တစုထူလည်းမလုပ်နဲ့တော့အစာလည်းမမှန်စားကျန်တော်ကိုနေ့စီအိုက်ခဲ့မယ်အဆင်ပြေတယ်ဘယ်တော့မှလက်မချုပ်လိုက်နဲ့ဒီလိုပြောပြီးနောက်နိုမန်ထွက် က်သွားတာကိုတော့မကြည့်ကျင်လောက်အောင်ဝမ်းနေနေတဲ့ရေကိုတစ်ချက်ပြုံးပြပြီးနောက်နူမန်နဲ့ထွက်သွားပါတော့တယ်ကေရောက်တော့အစ္စဘလကနူမန်ကိုဒီအခန်းထဲမှာခဏလောက်စောင့်နေပေးပါလားလို့ဆိုတဲ့နူမန်လည်းတွားပြီမလို့ရေကအစိတ်ဓာတ်တွေအရန်ကြနေခဲ့ပြီးဒီတိုင်းအတီခံဖို့ကိုပဲဆုံးဖြတ်ထားတော့အမကအရန်ဝမ်းနေနေရှာပါတော့တယ်အရန်ဝမ်းနေနေတဲ့အမကိုအစ္စဘလကဒီလိုပြောပါတယ်တနာစရာကလေးရဲ့ပင်ပန်းနေမှာပေါ့ခံစားနေရမှာပေါ့နော်နူမန်တီတော့ပြီးရေကလည်းစိတ်တက်ကြနေတယ်တမီတယောက်တည်းဆိုဘာမှလုပ်လို့မရဘူးမျိုးနစ်ချက်ကင်းမဲ့နေမှာပဲအခုဘယ်လိုမှထွက်ပြေးလို့မရနိုင်တော့ဘူးအရှုံးပေးလိုက်ပါတော့မျိုးနစ်ချက်ပြတ်တုံးမှုရဲ့ညီစက်ချင်းမခံရစေဖို့အကောင်ဆုံးနေ ကအချော့ပေးလိုက်တာပဲငါကလည်းအမအကရွေတမိတာလှုပ်ရှင်နေဆိုရင်လက်ကွင်းရဲ့ရွေးချယ်ခံမေမေဖြစ်အောင်လှုပ်ပေးမယ်အရွေရောက်ပြီးကလေးမွေပြီးတော့ဆွေတွေကိုလည်းအတိမဲ့ပြုတ်ခံရရင်မေမေဒါမှမဟုတ်စစ်စာအဖြစ်နဲ့ဒီကီဟာစီပြန်လာလို့ရတာပေါ့အမိမအဲ့လိုအရေးရှင်တွေရှိပါတယ်တမိစန်တာချင်းတော့မေမေကလလိုက်လဲလဲထောက်ခံတယ်အဲ့လိုပြောပေမဲ့အမကတော့ဒီလိုကီဟာမှာကလေးတွေကိုတက်ဖို့လှုပ်တဲ့မေမေဒါမှမဟုတ်စစ်စာမဖြစ်ချင်တာကြောင့်ညှင်းဆိုလိုက်တယ်အဖြစ်ဖြစ်ငင်းငါရင်နဲ့ရေးရဲ့မွေးနေရောက်ဖို့နောက်တရက်ဆိုရင်ရောက်တော့မှာပါအဲ့ဒါကြောင့်ရေးကကီဟာကိုနှုတ်ဆက်တဲ့အနေနဲ့နောက်ဆုံးညလေးမှာတန်စင်လေးနဲ့နှုတ်ဆက်နေချာပါတော့တယ် အချိန်မှာအင်မာကရောက်လာပြီးထွက်ပြေးဖို့အစီအစဉ်ချထားကြောင်းတွေကိုလာပြောပါတယ်အဲဒါကြောင့်ရေကဂီယာကိုမီးချုပ်ပြီးအစ္စဘလကဂေဟာကိုအာယုံရအောင်လှုပ်ကာအင်မာတို့ကိုထွက်ပြေးဖို့ပြောတယ်ဒါပေမဲ့လည်းအစ္စဘလကမီးလောင်နေတဲ့ဂီယာကိုအာယုံမရောက်ပဲထွက်ပြေးသွားတဲ့အင်မာတို့ကိုအာယုံရောက်သွားရင်ဒုက္ခရောက်သွားမှာဆိုးတဲ့အတွက်ရေကဒီတစ်ခါအပုတ်ခံရမယ့်တူကိုယ်တိုင်မီးထဲမှာအတေခံဖို့လုပ်တော့တယ် မမီးတွေဆလောင်လာပြီးအစ္စဘလကအုံငူတန်ချလိုက်တာကြောင့်အတန်ချီရတို့တော့အမကရေမီတဲမှာလို့ဝမ်းနေစွာနဲ့ပဲပြောလာတဲ့အတွက်အစ္စဘလလည်းလောကုန်ပြီးမီးတွေကိုဆငိမ့်မာတော့တယ်နောက်တော့အမကိုနှောက်လဲကြည့်လိုက်တဲ့အခါရှီမနီတို့တာကြောင့်ချီယာခန်ဆက်ကိုကြည့်ပြီးအစ္စဘလလည်းအမနောက်လိုက်ပါတော့တယ်လိုက်တော့တော့တွေးလိုက်တာကနရွယ်ပြက်ကြီးဖြစ်နေခဲ့ပြီးဒီကလေးတွေဘဖနက်စီးတွားတာလဲလို့ပြောနေခဲ့ပါတယ်အမကတွေ့ရပြက်တွားတဲ့နားကြောင့်လန်နေအုပ်ကရေနဲ့တခြားသောကလေးတွေစီအပြေးလွှားလာခဲ့ပါတယ်ရေကဘာကြောင့်အတက်ဆက်ချင်နေတာလဲဆိုတော့ကိုကိုကိုမီးရှို့မယ်လို့တုံးကအမကတားလိုက်ပြီးရေရဲ့အစာထိုးအနံ့ရအောင်အစာစားတွေကိုမီး တဲ့ဖို့စီစဉ်ခဲ့တာပါပြီးတော့ရီးရဲ့အကြံစီကိုလည်းအစကတည်းကနူမဲဟာအမကိုအကုန်ပြိုးပြခဲ့ကြောင်းတွေစစ်စာကရုံးစီကလက်ဆောင်ရခဲ့တဲ့ပစ္စည်းလည်းရှိကြောင်းတွေရီကိုတိတ်ခွင့်မပေးနိုင်လာကြောင်းအစီအစဉ်တွေကိုနူမဲမတိတ်ခင်တုန်းကအမကိုအကုန်လုံးစီစဉ်ပေးခဲ့တဲ့အကြောင်းတွေကိုလည်းပြောပြခဲ့ပါတယ်အခုရီးကတော့တူကိုတိုင်းတော့ဘာရီမဲမသိလို့ကြောင်းတောင်းတွေဖြစ်နေကြရပါပြီထွက်ပြေးသွားကြပြီဆိုတာကိုတီးသွားတဲ့အစ္စာဗလာကတော့ငါရဲ့ချစ်လာစွာတော့ကလေးတွေကိုထွက်ပြေးခွင့်မပေးနိုင်ဘူးလို့အော်နေချိန်မှာဖေးကရောက်လာခဲ့ပါတယ်လင်းနှစ်ယောက်ကလေးတွေကိုတော့အမကမခေါ်နိုင်ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့လက်ကျင်ပေးဖို့ကလည်းကလေးတွေကအယံငယ်နေတာကြောင့်ဖြစ်တယ်လက်ခ ံမလားမခံဘူးလားမသိပေမဲ့အင်မကဒီကေဟာရဲ့အကြောင်းနဲ့အစ္စာဘလာရဲ့အကြောင်းတွေကိုလေးနှစ်ရွယ်ဖေးကိုပြောပြလိုက်တော့ဖေးကလည်းလက်ခံခဲ့ပါတယ်ပြီးတော့သူတို့နဲ့သူတို့မခေါ်တွားနိုင်တဲ့ကြောင်း၆နှစ်ပြည့်မှအထုတ်ခံရကြောင်းတွေ၆နှစ်မပြည့်ခင်နနစ်တာအတွင်းမှာပြန်လာခုံမဲ့ဖြစ်ကြောင်းအဲ့ဒီအချိန်အတွင်းမှာကျန်းတဲ့ကလေးတွေကိုကူးဆိုင်ဖို့မာခဲ့ပါသေးတယ်ဖေးကတော့ကလေးဆိုပေမဲ့အင်မကိုယုံကြည်တာကြောင့်သူတို့ကိုထားခဲ့ဖို့ပြောပြီးပြန်လာမယ့်နေ့ကိုစောင့်နေမယ်လို့ပြောခဲ့ပါတယ်အစ္စာဘလာကလည်းထွက်ပြေးတွားတဲ့ကလေးတွေရှိလို့အကြီးဘုံအနေနဲ့အထက်ကိုအကြောင်းကြားပါတော့တယ်ကြောက်ကနေဖြတ်ကူးဖို့လောက်ကြတော့တရားကနေထွက်ပြေးဖို့ပဲတိထားတဲ့ရေကကြောင်းနေခဲ့ပါပြီအစ္စာဘလာသတိမ ထားမိအောင်စိတ်တဲ့အရန်ကြနေခြင်းအောင်စောင့်နေခဲ့တဲ့အင်မာကကလေးတွေကိုတဖြည်းဖြည်းချင်းနဲ့နောက်ဝင်အောင်ပြောခဲ့ကထွက်ပြေးမဲ့ပုံစံတွေကိုလည်းလေ့ကျင့်ခံခဲ့ပါတယ်။ ရေကတော့နိုမန်ကိုအရန်တွေလေးစားနေခဲ့ပါပြီ။ဘာလို့လဲဆိုတော့တူမတကင်ရေကိုအတက်ချင်အောင်ကျန်တဲ့ကလေးတွေကိုလည်းလွှတ်မြအောင်ကြံစီခဲ့လို့ပဲဖြစ်တဲ့အစ္စဘလာကအမာတို့နောက်လိုက်လာနိုင်ခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီးသူရဲ့ငယ်ဘဝဖြစ်တဲ့ဒီဂီယာမာနေခဲ့ကသူကိုယ်တိုင်လည်းထွက်ပြေးဖို့ကြိုးစားဖူးပေမဲ့မအောင်မြင်ခဲ့ပဲမိမိအဖြစ်ကံလန်းချင်းခံလာရလို့ဆော်မွေးပွဲဖြစ်ပြီးတော့မကောင်းဆိုးရွားတွေအတွက်ကလေးမွေးပေးပြီးမွေးလာတဲ့ကလေးကရေဖြစ်ခဲ့ကြောင်းတွေကိုစဉ်းစားခြင်းနဲ့ပဲယူဆိုင်တွားကြပါကကောင်တွားကြပါလို့နှုတ်ဆက်နေခဲ့ပါတယ်ပြီးတော့ဖေးကိုစိတ်မပူပါနဲ့သူတို့တွေဘေးကင်းနဲ့ထွက်ပြေးနိုင်တွားပါပြီလို့ပြောရင်အမာတို့ကလည်း ကေဟာပြင်မကိုရောက်ရှိသွားကြရင် The Promise Neverland Season 1ကတော့ပြီးဆုံးသွားပါတော့တယ်။ Season 2မှာဘလို့မကောင်းဆိုးရွားတွေနဲ့ထရင်ဆိုင်ရပြီးဘယ်ရီဆက်ဖြစ်ကြမလဲဆိုတာတွေကေဟာကကြံနေခဲ့တဲ့ကလေးတွေကိုလည်းဘလို့ပြန်ကယ်တင်မလဲဆိုတာတွေကိုနောက် Season 2မှာပါလာမှာဖြစ်လို့စောင့်ဆိုင်းပေးကြပါအောင်ဗျ။အားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ရှိပါတယ်။